ကပောက်ချံခံကြီးဆက်ကိုကောင်းကင်တမန်နှစ်ပါးတို့သည်ညဟုအချိန်၌တောတို့မြို့သို့ရောက်လေ၏လောတသည်မြို့တကာဝ၌ထိုင်လျက် သူတို့ကိုမြင်လင် ခရီးဥโจပြုခြင်းကထား၍မြေ၌ဥညွတ်ချလျက် ကျွန်ုပ်သခင်တို့ကိုရော့ကျွင်၏အိမ်သို့ဝင်၍တညလုံးနေကြပါခြေကိုစေးကြပါအနက်စောစောထား၍ကြာသာကြပါလောဟုဆိုလေ၏။ကောင်းကင်တမန်တို့က ငါတို့ဒီမဝင်တညံ့လုံးနန်းနိုင်နေတော့မည်ဟုဆိုတော့လေကြက်ကြဲတွေးဆောင်တော့ကြောင့်တပံလောတနေရာသို့လဲ၍သူဤအိမ်သို့ဝင်ကြ၏လောတလည်းသူတို့အဖို့ပွဲလို့၍အစိမပါသောမုံကိုပေါင်းပြီးမှသူတို့ဒီစားကြ၏သူတို့ဒီမအိမ်မီတော်တော်မြတ်သားယောက်ျားအကြီးအငယ်ရဲရဲကလာတော်သူအပေါင်းတို့ဒီအိမ်ကိုဝိုင်း၍လောတကိုဟစ်ခေါ်လျက် ယနေ့ညမှာတဲ့အိမ်တို့ဝင်တော်သူတို့ဒီအပေမှာရှိသည်နီတို့သူတို့နဲ့ငါတို့ဒီဆက်ဆက်လို့ဒီဖြစ်၍ငါတို့ထံသို့ထွက်စီလောဟုဆိုကြ၏တော်တာဒီလေတကားပြမှာသူတို့ထံသို့ထွက်၍မိမိနောက်၌တကားကိုပိတ်ပြီးလျင်ညီကိုတို့အတ္တမှုကိုဤများလောက်မပြုကြပါနဲ့ကျွန်ုပ်၌ယောက်ျားနဲ့မဆက်ဆံသောတမီးနှယောက်ရှိပါ၏သူတို့ကိုသင်တို့ထံသို့ထုတ်ရသောအခွင့်ကိုပေးကြပါလော့ သူတို့၌ပြုချင်သမျှပြုကြပါလော့။ဤလူတို့၌အလင်းမပြုကြပါနှင့်။အကြောင်းမူကားသူတို့သည်ကျွန်ုပ်အိမ်မောအရေးကိုခိုနေပါ၏ဟုတောင်းပန်တော်လဲ။သူတို့ကဆုတ်လောဟုဆိုကြ၏။တပန်တင်သည်တက်ခုချင်းကသာရောက်လာပြီးတရားသူကြီးလောက်ရမည်လော့။ယခုထိုသူတို့၌ပြုသည်ထက်တင်လိုက်တာ၍သို့တော်မှုကိုပြုမိဟုဆိုလျက်တော်တာကိုကြက်ကြက်ပြီး၍တကားကိုလည်း ပောက်ခွဲချိုးဖက်ခြင်းကကြီးလာကြ၏ထိုအခါကောင်းကင်တမန်တို့သည်လက်ကိုဆန့်၍လောတာကိုမိမိတို့နေရာအိမ်တွင်းသို့ဆွဲပြေးလျင်တကားကိုပိတ်ကြ၏အိမ်တကားနားမှာရှိတော်သူ အကြီးငယ်တို့ကို မျက်စိကန်းစီခြင်းကတန်ခတ်သည်ဖြစ်သူတို့သည်တကားကိုရှာ၍ပင်ပန်းခြင်းသို့ရောက်ကြ၏ကောင်းကင်တမန်တို့ကလည်းဤရ၌တင်းနေဆိုင်တော်သူရှိသည်သလောသာသမီတမန် မြို့တဲမှာသင်္နာရှိသမျှကိုဤရက်ကထုတ်ဆောင်တော့ဤရက်ကိုငါတို့သည်ဖျက်စီတော်မူเจ้าหมู่กาอัยตาโรติทาระพยาชื่อတော်มาอลนจ้วยจ่อชาอยู่ဖြည့်စီရန်ငါတို့ကိုทาระพยาสีลุတော်ကုန်ပြီဟုลอตะอาပြောจาอิลอตะถั่วอยู่ตะมีนิส่งพัดတော်ตุมิมิตมัตตุอาถ้าจาอีอัยมะถั่วตาจาอีမျိုးကိုทาระพยาဖြည့်စီတော်มูมีဟုဆိုတော်แล ခြီစားဟန်ရှိသည်ဟုတမတ်တို့သည်ထင်ကြ၏မိုးတောက်သောအခါကောင်းကင်မန်တို့သည် လောဒါကိုနှိုးဆော်လျက်သင်သည်ထား၍ဤရနရှိတော်မယားနှင့်သမီးများတို့ကိုယူသွားလောသို့မဟုတ်မြို့ဤအပြင်၌ဆောင်ရွှန်းခြင်းသို့ရောက်လိမ့်မည်ဟုဆိုတော်လဲသူသည်ဖိနှဲ့သောအခါထာဝရဘုရားတနာတော်မူသောကြောင့်ကောင်းကင်တမန်တို့သည်သူနှင့် သူဤမယားသူဤသမီးများတို့ကိုလက်ဆွဲ၍ ပြင်သို့ထုတ်ဆောင်ကြ၏ပြင်သို့ရောက်သောအခါသင်သည်အသက်ချမ်းသာရခြင်းကပြေလောနောက်သို့လှည့်၍မကြည့်နှင့်ညီညီသောအရ၌လင်းမနေနှင့်တောင်ပေါ်သို့ပြေလောသို့မဟုတ်ဆုံးလိမ့်မည်ဟုဆိုလေ၏ဒေါတာကလည်းကျွန်ုပ်သခင်ထိုသို့မဆိုပါနှင့်ယခုမှကိုရော့ကျွန်သည်ရှေတော်၌မျက်နှာရပါပြီ ကျွန်တော်အသက်ချမ်းသာစေသဖြင့်ကျွန်တော်၌ပြုတော်မူသောကုဏာကျေးဇူးများပြားလာပါ၏လေလို၍တောင်ပေါ်သို့မပြေးနိုင်ပါဤတစုံတစ်ခုတွေ့၍တေမီကိုစိုးရင်ပါ၏ကြည်ပါထိုမျိုးဤပါ၏ပြေးတာပါ၏ငယ်သောမျိုးလည်းဖြစ်ပါ၏ဘေးလို၍ထိုအရက်တို့ပြည့်ရပြည့်စေထိုမျိုးသည်ငယ်သောမျိုးမဟုတ်လောတို့ပြည့်လျင်အသက်ချမ်းသာရပါမည်ဟုရှောက်ဆို၏ ုသူကလည်းကြည်ပါဤမှုရ၌သင်စကားကိုငါနားထောင်စေခြင်းကထိုမျိုးအတွက်တောင်းပန်သောအကြောင်းငါမဖြစ်စီဝိလူခြင်းကထိုမျိုးတို့အလင်းမြန်ပြေလောထိုမျိုးတို့မရောက်မီငါသည် အပင်ပူးကိုမြမပြုတ်နိုင်ဟုဆိုလေ၏ထိုကြောင့်ထိုမျိုးကိုဇောရမျိုးဟုတမုတ်ကြ၏ဒေါတာသည်ဇောရမျိုးတို့ဝင်သောအခါမြေကြီးပေါ်မှနေထွက်ခြင်းဖြစ်သည် ဘောကာထာရပြားသည် ကောင်းကင်ထက်ထံတော်မှတော်တော်မျိုးနှင့်ဂေါမရာမျိုးအပေါ်သို့ကန့်နှင့်မိမိုးကိုရာစေတော်မူ၏။ဘုံမျိုးတို့ကို၎င်း၊ချားရက်တခြားလုံးကို၎င်း၊မြူတာအပေါင်းတို့ကို၎င်း၊မြေ၌ပပုသမျှကိုမှောက်လေတော်မူ၏။လောတာဤမယားမူကားနောက်သို့လက်ကျွေးစားတိုင်းဖြစ်လေ၏။အနက်ဆော့ဆော့အာဗရာဟံသည်ထား၍ခရပြားရှိတော်၌ယက်နေသောအရက်သို့သွားပြီးလျှင် တော်ရုံမျိုးနဲ့ကောမရာမျိုးမှစသောဂျာအရက်တခြားလုံးကိုကြည့်ရှု၍မိဖို့၌အခိုကဲ့သို့တပြီလုံးခိုးတက်သည်ကိုမြင်လေ၏ထို့သောဖျားသခင်သည်ဂျိုင်းတက်မှရှိသောမျိုးတို့ကိုဖျက်ဆီးသောအခါအာဗြဟံကိုအောင်းမေတော်မူ၏လောဒနေသောမျိုးတို့ကိုမှောက်လေသောအခါမှောက်လေရတဲ့ကလောဒကိုလိုက်တော်မူ၏လောဒသည်ဇောရမျိုးမှထွက်၍သမီးနှောင်းနှင့်တကွာတောင်ပေါ်မှနေ၏ ဇောရမျိုးနိုင်မနေဝွင့်၍သမီးနှောင်းနှင့်တကွာဥမေနိုင်နေ၏သမီးကြီးကငါတို့အဖအုပ်ပြီးမိကြီးသားအပေါင်းတို့ဤဘာသာအတိုင်းငါတို့ထံသို့ဝင်ရသောယောက်ျားတယောက်မျှမြေပေါ်မှာမရှိ။ဒါကြောင့်ငါတို့အဖကိုစပီးရတိုက်ကြစို့။ငါတို့အဖဤမျိုးနယ်ကိုဆောင်းမ၍သူနှင့်အိတ်ကြစို့ဟုညီမကိုပြောဆို၏။တို့နေ့ညမှာသူတို့သည်အဖကိုစပီးရတိုက်ပြီးလျှင် တမိကြီးသည်ဝင်၍အဘနှင့်အိတ်လေ၏သူအိတ်ချောင်းကို၎င်းထချောင်းကို၎င်းအဘမတိနောက်ပြန်နေ့တွင် အကြီးကမင်းညမှာငါသည်အဘနှင့်အိတ်လေပြီယနေ့ညတဖန်သူကို စပည့်ရတိုက်ကြဆိုတင်းသည်ဝင်၍အဘအိမ်မျိုးနဲ့ကိုစောင်းမှခြင်းကသူနှင့်အိတ်လောဟုညီမကိုပြောဆို၏ထိုနေ့ညနိုင်လည်းသူတို့သည်အဘကိုစပည့်ရတိုက်ပြီလျင်ငယ်သည်ဝင်၍အဘနှင့်အိတ်လေ၏ အေးချောင်းကို၎င်းထချောင်းကို၎င်းအပမတိထို့သောလောတာဤသမီးနှယောက်တို့သည်မိမိအပအဖြစ်ပြိတ္တိဆွေဤသမီးကြီးသည်တာဥကိုဖွား၍မောပမိဖြင့်မှဲ့လေ၏ထို့သူသည်ယနေ့တိုင်အောင်ရှိသောမောပမျိုးသားတို့ဤအပဖြစ်သည်တည်းသမီးငယ်သည်လည်းတာကိုဖွား၍ဗေနမီအမိဖြင့်မှဲ့လေ၏ထို့သူသည်ယနေ့တိုင်အောင်ရှိသော အမောင်မျိုးသားတို့ဤအပဖြစ်သည်တည်း